နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်အဖွဲ့ဝင်နေဆယ်ရေးအဝန်ကြီးဌာနနဲ့တိုင်းရင်းသားလူမျိုးများရေးအဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြေအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဗဟုကြံပေးအဖွဲ့ဝင်များသည့်ဒီကနေ့မော်လဲပိုင်းကမြေကြီးနားမြို့ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခကမ္မမှာပြည်내အတွင်းရှိတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအသင်းဖွဲ့များနဲ့တွေ့ဆုံခဲ့ကြရာပြည်내ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြေက ကချင်းပြည်နယ်ဟုဆိုတော့လေတိုင်းဒေသကြီးပြည်နယ်များနဲ့အတူတိုင်းဒေသပေါင်းစုံစုပေါင်းနေထိုင်ခဲ့ကြတာကိုတွေ့ရှိရပါကြောင်းဒါကြောင့်တိုင်းဒေသအလုံးစည်းလုံးညီညွတ်ရေးတည်အရေးကြီးပါကြောင်းတိုင်းဒေသများအနေဖြင့်မိမိတို့စာပေရင်ကျင်းမှုဓလိထုံးစံများကိုမပြောင်းပြန်အောင်နိုင်ငံတော်ကဖြည့်ဆည်းဆောင်ရွက်နေတဲ့ကဲ့သို့အလုံးကလည်းအလေးထားထိန်းသိမ်းကြမှာဖြစ်ပါကြောင်းလိုအပ်သည့်များကိုလည်းဝန်ကြီးဌာနထံတင်ပြဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုင်းသားဒေသများမှာလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံလိုအပ်ချက်များစွာရှိနေတဲ့အတွက်ငြိမ်းချမ်းရေးရရှိရေးနဲ့တိုင်းသားစီးလုံးညီညွတ်ရေးသည်အရေးကြီးပါကြောင်းတိုက်တွန်းမှာကြပါသည်အဲဒီနောက်ပြည်ထောင်စုရဖွဲ့ဝင်တိုင်းသားရေးရာဝန်ကြီးဦးကျော်မဲခိုင်ကပြည်ထောင်အတွင်းတိုင်းသားရေးရာကိစ္စရပ်များနဲ့ဆက်လင်းပြီး ပြည်ထောင်စုဝန်ကြီးဌာနနဲ့ညွန်ကြားချက်များနဲ့အညီဖြည့်ဆည်းဆောင်ရွက်ပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးတရောက်လာကြတဲ့ကချင်တိုင်းသားမျိုးနွယ်စု6မျိုး၊ရှမ်းတိုင်းသားမျိုးနွယ်စု9မျိုး၊ဗမာတိုင်းသားနဲ့ကရင်ချင်းရခိုင်စတဲ့တိုင်းသားစာပေနဲ့ရင်ကျင်းမှုအဖွဲ့ခေါင်းဆောင်များကတိုင်းသားမျိုးနွယ်စုအလိုက်စာပေရင်ကျင်းမှုထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရမှာလိုအပ်ချက်များဖြည့်ဆည်းပေးရမယ့်ကိစ္စရပ်များကိုတင်ပြဆွေးနွေးကြပါသည်။ ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြီးနဲ့ပြည်내ဝန်ကြီးချုပ်တို့ကတိုင်းဒေသစာပေနဲ့ရင်းချင်းမှုဖွဲ့များအတွေ့ဂုံပြုချင်းမြင့်ဝင်များနဲ့အမတ်တရားလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပါသည်အဲ့ဒီနောက်ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်ချက်များအပေါ်ပြည်နယ်အစိုးရဖွဲ့ကဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိတဲ့အခြေအနေများနဲ့တိုင်းဒေသလူမျိုးများရဲ့ဝန်ကြီးဌာနတို့တင်ပြဆောင်ရွက်ထားရှိမှုများကိုဖြည့်ဆည်းရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီနောက်တင်ပြချက်များအပေါ်ပြည်အစုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြီကရှင်းလင်းပြောကြားပြီးလီကုံးချုပ်မှာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ